ားအပေါင်းဘေးရန်ရဲ့အသေးသေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့နိုဝင်ဘာလ23ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း အကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်အချက်အလက်တပ်တွေမှတ်တမ်းတွေပေးချဖို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်း ICC အနေနဲ့အကြံဖတ်ဆဲရာဆွဲသားမင်းအောင်လိုင်ကို ဖောင်ရန်ထုတ်တဲ့သုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့အတွက်တမတ်ကြီးဥကြုံမိုးထွန်းတိုက်တွန်းလိုက်တဲ့သတင်းကန့်ကောခရိုင်တိုင်ရင်တုံးရဲ့တပ်ဖွဲ့ဝင်များတွေ့ဆုံတဲ့အခမ်းအနားပြုလုပ်တဲ့သတင်း ကမ်းခုန်နယ်အတွင်းမှာဂျမ်ဖက်စစ်တပ်ရဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုပကဖတပ်တွေစုပေါင်းပြီးတိုက်ခိုက်ရာအဂျမ်ဖက်စစ်သား50နီးပါးတေဆုံးပြီး15ရောက်ဖမ်းမိတဲ့တဲ့တွင်ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူမှုတပိတ်တဲ့တွင်ပဲဖြစ်ပါလိမ့်ရှင်ဇာကလာဒေသနာရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များစည်းဝေးပြုလုပ်တဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။ မြန်မာညီညွတ်ရေးအစိုးရဂျာကာလာတီတန်တော်ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး23မြန်ဆောင်2025ကိုနိုဝင်ဘာလ12ရက်မိုးလယ်တနာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာတီတန်တော်ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှူးဖွဲ့ဝင်စီမံကိန်းဗန္ဓာရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုဝန်ကြီးဌာနအမြဲတမ်းတွဲဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ ဆလပီပြည်သူအုပ်ချုပ်ရေးဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်များ၊ဒုတိယအတွင်းဝင်များ၊တွက်ဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မန္တလေးတိုင်းမှပြည်သူအုပ်ချုပ်ရေးဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ အကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်အချက်အလက်တပ်သိမ်မှတ်တမ်းတွေပေးပို့ကြဖို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပြည်သူတွေအနေနဲ့အကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်အချက်အလက်တပ်သိမ်မှတ်တမ်းတွေပေးပို့ကြဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမနေ့ကအတိအပေးထုတ်ပြန်လိုက်ပါတယ်။ပြည်သူများအနေဖြင့်လည်းအကြံဖတ်ဆဲအုပ်စုရဲ့အကြံဖတ်မှုတွေကိုမြေပြင်မှာသိရှိရတဲ့အချက်အလက် တတ်သိမှတ်တမ်းတွေကို ရနိုင်သမျှစုစည်းပြီးဝင်ကြီးဌာနကို ပေးပို့ဖို့တောင်းဆိုပါရစေ။အကြပ်ဖက်ဆဲအုပ်စုကျူးလွန်မှုကြောင့်ထိခိုက်ဒေဆုံးမှုဒဏ်ရာရရှိမှု နေရဆောက်အုံနဲ့ဆေးရုံဆောက်အုံများပျက်စီးမှု ထိခိုက်နနာသူတို့နဲ့သက်ဆိုင်တဲ့အချက်အလက်တွေအပြင်အကြပ်ဖက်ဆဲအုပ်စုအသုံးပြုတဲ့ဆက်လက်နဲ့ဆိုင်ရာတတ်သိမှတ်တမ်းကျန်းရင်းမှုတွေကိုဓာတ်ပုံဗီဒီယိုနဲ့တော်လကောင်းအချက်အလက်အနေနဲ့တော်လကောင်းပေးပို့နိုင်ပါတယ်လို့လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကအတည်ပြုထားပါတယ် အကြံဖတ်ဆဲအုပ်စုကျူးလွန်တဲ့မြေပြင်တပ်တွေမှတ်တမ်းတွေဟာအကြံဖတ်ဆဲအုပ်စုအေးအေးယူအပြစ်ပေးခံရနိုင်မှုအထူးကကြရတယ်လို့ဝန်ကြီးဌာနကရှင်းပြပါတယ်ဆရာနာသိမ့်မို့ကျိုးပန်းပြီးနောက်ပိုင်းကလေးကနိုင်ငံတော်ကလူလူအပေါ်ဖတ်ပေါင်းဆောင်ကအကြမ်းဖက်မှုတွေကျူးလွန်လျက်ရှိပြီးဆရာဆွတ်မှုတွေကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကို ဝင်ကြီးဌာနကတပ်တွေမှတ်တမ်းတွေကိုအဆက်မပြတ်စုစည်းခဲ့တာပါ ဒီချက်လက်တွေကိုစုစည်းရတဲ့အဓိကရည်ရချက်ကအကြက်ဖက်ဆဲအုပ်စုကျူးလွန်တဲ့အကြက်ဖက်မှုတွေအတွက်အေးအေးယူခံရနိုင်မှုကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုပြန်ရဖို့အတွက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာအကြက်ဖက်ဆဲအုပ်စုဟာတရားမဝင်တူအောင်ရွေးကောက်ပွဲကိုအသက်သွင်းနေတယ်လို့တစ်ဖက်မှာလည်းလူမှုအပေါ်အကြက်ဖက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတာကြောင့်အကြက်ဖက်ကျူးလွန်မှုရာဇဝတ်မှုကိန်းကနန်းတွေဟာလည်းတရှိန်ထိုးမြင့်တက်နေပါတယ်။ဒီလိုအခြေအနေမျိုးမှာနိုဝင်ဘာလ17ရက်နေ့က ခဏီမြို့နယ်ရှိအများပြည်သူစေကူသားမှုခံယူနေတဲ့ဆေးရုံကိုလေရင်နဲ့ဘုံကျဲချတဲ့ဆေးရဆွမှုကိုထပ်မံကျူးလွန်ခဲ့ပြန်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေရရှိနိုင်မှုတရားမျှတမှုအတွက်နိုင်ငံတကာကိုပေးပို့နိုင်မှုအချက်အလက်ကောက်ယူမှုတွေကိုလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအစွမ်းကုန်စူးစမ်းနေပြီးရရှိပါကလူထုကိုလည်းပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။ပြည်သူတွေကလည်းအကြမ်းဖက်ဆေးအုပ်စုရဲ့အကြမ်းဖက်မှုတွေကိုမြေပြင်မှာသိရှိရတဲ့အချက်အလက် တည်မှတ်တမ်းတွေကိုရနိုင်သမျှစုစည်းပြီးဝင်ကြီးဌာနကို ပေးပို့နိုင်ဖို့တောင်းဆိုထားပါတယ်။အကြမ်းဖက်ဆဲအုပ်စုကျူးလွန်ခဲ့မှုကြောင့်ထိခိုက်ဒေဆုံးမှုဒဏ်ရာရရှိမှုနေရင်ဆောက်အုံနဲ့ဈေးရုံအဆောက်အုံများပျက်စီးမှု ထိခိုက်နေတာသူတို့နဲ့သက်ဆိုင်တဲ့အချက်အလက်တွေအပြင်အကြမ်းဖက်ဆဲအုပ်စုအုံပြုတဲ့ဆက်လက်နက်ဆိုင်ရာတတ်တည်မှတ်တမ်းကြံ့ရင်းမှုတွေကိုဓာတ်ပုံဗီဒီယိုနဲ့တော်၎င်းအချက်အလက်အနေနဲ့တော်၎င်းပေးပို့နိုင်ပါတယ်။ပြည်သူတွေပေးပို့တဲ့အခါဝင်ကြီးဌာနရဲ့အီးမေးလ် report@mohr.ngmyanmar.org facebook messenger telegram အကောင့်ဖြစ်တဲ့ @reportmohr ရေစီကိုဘေးအနေနဲ့ကင်းတဲ့နီးလန်းနဲ့လုံခြုံစွာပေးပို့ဖို့မြင့်တာရက်ခံပါတယ်။အကြံပတ်ဆဲအုပ်စုဟာအပြစ်မဲ့ပြည်သူလူထုအပေါ်ကျူးလွန်ထားတဲ့ဆေးရဆွေးမှုတွေအတွက်ဧကံမလွဲအပြစ်ပေးအရေးယူခံရမှာဖြစ်ကြောင်းနဲ့ဝင်ကြီးဌာနအနေနဲ့ဒါတွေကိုအဆက်မပြတ်အထောက်ဂျိုးပန်းနေကြောင်းထပ်လောင်းအသိပေးအပ်ပါတယ်။ ICC အနေနဲ့အကြမ်းဖက်ဆရာဆွေသားမင်းအောင်လှိုင်ကိုဖမ်းရမ်းထုတ်တဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့အတွက်တမ်မကြီးဦးကျော်မိုးထွန်းတိုက်တွန်းလိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အပြည်ပြည်ဆိုင်ရာရာဆွေတရားရုံး ICC အနေနဲ့အကြမ်းဖက်ဆရာဆွေသားမင်းအောင်လှိုင်ကိုဖမ်းရမ်းထုတ်တဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီစည်းဝေးရဲ့ပြည်ပြည်ဆိုင်ရာရာဆွေ တရားရုံးရဲ့အစီရင်ခံစာခေါင်းစဉ်အောက်မှာအထွေထွေဆွေးနွေးမှုကိုနိုဝင်ဘာ17ရက်မှာပြုလုပ်ခဲ့ရာတမတ်ကြီးကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ VV ဆိုင်ရာရာဇွတ်တရားရုံးအနေဖြင့်အကြမ်းဖက်ဆစ်ရာဆွေးတာမင်းအောင်လိုင်းအားဖော်ရန်ထုတ်ရန်စုံဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းဒါအပြင်ဆစ်ဟာနာရှင်စနစ်အဆုံးသက်ရန်စစ်မှန်သော Federal Democracy ပြည်အောင်စုတည်ဆောက်ရန်နှင့်မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေရန် မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုမှာအဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့်မြန်မာပြည်သူများနဲ့အတူခိုင်မာစွာယက်တီကြရန်တောင်းဆိုလိုပါကြောင်းတပ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာပါမြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာအကြမ်းဖက်စစ်တပ်ကမြန်မာပြည်သူတွေအပေါ်ကျူးလွန်လာမဲ့ဆိုရလာတဲ့ရာဆွတ်မှုတွေကိုကြိုတင်မျှော်လင့်ထားတာနဲ့အညီအယက်သားပြည်သူတွေနဲ့အသက်ကတင်မှု ကာကွယ်ဖို့အကြံဖက်စစ်တပ်ရဲ့ထက်မှန်ရက်ဆက်မှုတွေကိုတားဆီးနိုင်မှုပြည်ပဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိထံတင်ပြထားပါတယ်။ဒါအပြင်အပြစ်ကျူးလွန်ခြင်းခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့အပြစ်ပေးရယူခြင်းမှကင်းလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်တဲ့ရာဇဝတ်မှုများအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုတဲ့ပုံမှန်စနစ်၃ကြေညာချက်ကိုပြည်ပဆိုင်ရာ ရာဆွတ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိထံတင်ပြခဲ့တာပါပြည်ပြည်ဆိုင်ရာရာဆွတ်တရားရုံးရဲ့တရားဆွဲအရာရှိကဂျက်ဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လိုင်ကိုဖမ်းဝရထုတ်ဖို့တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူတွေမျှော်လင့်ချက်တွေပြန်လည်ညှစ်တက်လာခဲ့ပြီးတစ်နှစ်နီးပါအချိန်ကြာမြင့်လာတဲ့အချိန်အထိတရားဆွဲအရာရှိရဲ့လျှောက်ထားချက်ကတိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးဘူးလို့ထောက်ပြခဲ့ပါတယ်ပြည်သူတွေရဲ့စိတ်ပြတ်မှုများမှာပုံမကြီးမလာကာ တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေရလို့ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်ရှင်။ကံကောခရိုင်တပ်ရင်း၃ရဲ့တပ်ဖွဲ့ဝင်များတွေ့ဆုံတဲ့အခမ်းအနားပြုလုပ်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအမတ်တစ်စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်ကံကောခရိုင်အမတ်၃တပ်ရင်းကတပ်ဖွဲ့ဝင်များအားလုံးပထမဦးဆုံးအကြိမ်တွေ့ဆုံတဲ့အခမ်းအနားကိုနိုဝင်ဘာလ၁၀ရက်မှာပြုလုပ်ခဲ့တယ်လို့တပ်ဖွဲ့အရာရှိသူတအူက PPTV ကိုပြောပါရတယ်။ ရဲဘော်ရဲမေတွေကိုစိတ်တက်တကြွစေဖို့နဲ့ရဲဘော်တွေအချင်းချင်းပြန်လည်စည်းလုံးမှုရှိအောင်တွဲဆောင်ချင်းအခမ်းအနားကိုလုပ်ရတာလို့တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီတွဲဆောင်ပွဲမှာနောက်တန်းမှာရှိနေတဲ့အရာရှိတွေနဲ့ရဲဘော်များတက်ရောက်ကသဆိုင်ရာမြို့နယ်ပါကာဖာပအဖရက်ကြီးပကဖပအဖတာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။တရင်စုဖွဲ့မှုက၄ချိန်လုပ်ခဲ့ပြီးအခုကပထမဆုံးတရင်တွဲဆောင်ပွဲလုပ်တာဖြစ်ပြီးလင်းထစ်ကြော်ပြီးဆိုတော့ ရဲဘော်တွေကိုစိတ်တက်ညစ်မအောင်စိတ်မပြတ်အောင်တွဲဆောင်ပွဲလုပ်တဲ့သဘောလို့၎င်းကဆက်ပြောပါတယ်။တရင်တွဲဆောင်ပွဲအခမ်းအနားကိုဖိတ်ကြားခဲ့တဲ့ကံကောခရိုင်အမှတ်၅တရင်အမှတ်၆တရင်အမှတ်၃တရင်နဲ့စိတ်ဖြူဗမတိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပခောက်ကိုခရိုင်တို့မှတက်ရောက်ခဲ့လို့သိရှိရပါတယ်ရှင်။ တပ်လူမျိုးနယ်အတွင်းမှာဂျပန်စစ်တပ်ရဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုပါကဖာတပ်တွေစုပေါင်းပြီးတိုက်ခတ်ရာဂျပန်စစ်သား50နီးပါးသေဆုံးပြီး15ယောက်ဖမ်းမိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကမ်ဘလူနယ်အတွင်းမှာစစ်ကြောင်းထိုးပြီးအကြမ်းဖက်မှုတွေလုပ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုပကပတပ်တွေစုပေါင်းပြီးနိုဝင်ဘာလ12ရက်မနေ့မှာတိုက်ခိုက်ရာအကြမ်းဖက်စစ်သား50နီးပါးသေဆုံးခဲ့တယ်လို့စစ်သုံးမှန်းအဖြစ်နဲ့15ရောက်ဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ဝက်တိုးအထိုင်စခန်းကနေခင်ဦးနယ်ဘက်ကိုထွက်ခွာလာတဲ့အကြမ်းဖက်တမ33ခလာရ111တန်းတဲ့ပြူစောတိပူပေါင်းအင်အား102ဦးပါတဲ့စစ်ကြောင်းကိုကမ်ဘလုနယ်တောင်ချန်းရင်းတိုက်ရွာတောင်ဘက်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါတိုက်ခိုက်မှုကိုကမ်ဘလုခန့်ပါကာဖကာဘိုးတိုက်နယ်ပါကာဖကြောက်တိုင်ပါကာဖရေဦးမြို့နယ်လက်ယုံပါကာဖခင်ဦးပါကာဖခင်ဦး PDF ခင်ဦးပါလာဖစုဖွဲ့တပ်ခွဲတို့ကနိုဝင်ဘာလ12ရက်မနက်8:50မိနစ်မှာစတင်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲက3:00နီးပါးကြာမြင့်ခဲ့ပြီးမိုးလယ်7:45မိနစ်ခန့်မှာပြီးဆုံးခဲ့ပါတယ်တိုက်ပွဲမှာအကြမ်းဖက်စစ်ကြောင်းကစုဖွဲ့မှုပြတ်သွားပြီးတော့ခမန်း90နီးပါးတေဆုံးနိုင်တယ်လို့စစ်သုံးဘက်အဖြစ်နဲ့15ဦးဖမ်းဆီးရမိတယ်လို့သတင်းရင်းမြစ်တွေကအတည်ပြုထားပါတယ်ဒါအပြင်တိုက်ပွဲအတွင်းလက်နက်ခဲယံအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်ရှင် ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချေမုံရေလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရမပင်မြို့နယ်မှာနောက်ပြန်မလဲတီတော်လန်ရေးတပိတ်စစ်ကြောင်းကအတွေ့အော်ရေးကောက်ပွဲစန့်ကျင်ရင်းနဲ့အကြက်ဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲတီတော်လန်ရေးတပိတ်စစ်ကြောင်းဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပိနဲ့တပိတ်မှောက်ဆိုတဲ့အစားသားကိုကန်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်တွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရင်းမပင်မြို့နယ်မှာအောင်လန်လှစ်မီထောင်သွင်းနေတဲ့ဘိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေကအောင်လန်လှစ်မီထောင်သွင်းနေတဲ့ဘိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆုံရေးဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လန်လွင့်မီရွှေရည်ကြီးတပိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတလန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာရင်းမပင်မြောက်ချမ်းကျေးရွာများတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်အုပ်စုရဲ့အတွေ့အော်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတလန်ပြည်သူတွေကရင်းမပင်မြောက်ချမ်းကျေးရွာများတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒေသခံတလပြည်သူတွေကနေမြင်မြင်တက်မှုကြတဲ့ကနေပဲအကြက်ဖက်စစ်တပ်ကြဆုံရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုပေါင်းတဘာဝဘေးလူလို့ဘေးဆိုရဘေးနဲ့တွေကနေကိဝင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်